ရမပြတ်ဘူးတော့တိလာလိုချင်တာလိုချင်တာလိုမယ်လိုမယ်နေကိုစုပ်ပေးမယ်မုတ်ပေးမယ်အမားဆန်ဂိုင်းစ်ငရပါဒီကတော့ဒီ video file လေးအမြဲတမ်းတူတရားတဲ့အမြဲတမ်း special service နဲ့အမြဲတမ်းအာကျွန်တော်ထင်တယ်ဗျာရှစ်ရှစ်အထက်ဆစ်ရှစ်ကြော်ကြော်တွေအဲ့လို20 30တိခြေမခြေသိမ့်တဲ့ video file လို့ထင်ပါတယ်နော်အသက်40ကျော်50လောက်မှဒီ video file တွေကိုခြေသိမ့်ပါတယ် အဗီဂျိုဖိုင်တီကတော့ဒေါ်တော်ကြီးကိုအာသူကတော့အမျိုးသမီးထူကြီးကိုကာကွယ်ဖို့အတွက်နော်အဲ့တော့ message ပို့ပေးတာပါ message ကတော့ကျွန်တော်ထင်နေပြဒီလို message မျိုးကတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီထုံထမ်းဒလိအစိတ်လာတဲ့ကျွန်တော်ထင်နေအရင်ကြီးဆန့်ကျင်ဖက်လို့ထင်နေပြနော်ဆိုတော့ဒီ message ကဘယ်လိုဟာလဲပေးထားလဲဆိုတာကိုလိုက်ပြီးတော့အာကြည့်အောင်နော်โอเคဆိုတော့ကျွန်တော်တို့တွေ့ကြည့်မယ် let's go ဲ့ဒီအပေါက်ကိုပုံမှန်အမြဲတမ်းတဦးတယောက်တည်းအမြဲတမ်း special service နဲ့အမြဲတမ်းလှုပ်ပေးနိုင်တဲ့ယောက်ျားရှိပါစေလို့ဆုတောင်းကျမတော်သက်သားကိုစိတ်မပူပေးနဲ့ကျမရားနေသလားကျမလိုချင်နေသလားကျမဘာဖြစ်နေလို့လဲဘာမှမဟုတ်ဘူးကျမကျမ်းရပြာနော်တဲ့ရီကတော့အဲ့လိုပြောမဲ့အရွေတော့မဟုတ်တော့ဘူးလို့ထင်ပါတယ်နော်ဆိုတော့ဒီစကား ဒီလိုစကားမျိုးသုံးမဲ့အစားတခြားအထိပ်ပေတူတဲ့နောက်စကားလုံးမျိုးတွေရှာမတွေ့တာလားเนาะအဲ့လိုစကားမျိုးတွေမသုံးတိုက်တာလားဘယ်လိုဖြစ်တာလဲမသိဘူးเนาะအသက်အရွယ်ကတော့နည်းနည်းကြီးနေပါပြီเนาะဆိုတော့စကားလုံးကြီးကတော့နည်းနည်းစကားလုံးတွေကတော့နည်း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 မဟုတ်ဘူးပြအများကြီးကြားရင်เนาะဆိုတော့ဆက်ကြည့်မယ်ကသူများထက်မရှိတဲ့ဒုက္ခကိုရဘူးတဲ့လူဖြစ်တယ်စောစောစီးစီးအိမ်ထောင်ချွေရင်းနဲ့အတွက် စောစောသူများနဲ့မတူတဲ့ဒုက္ခတွေကိုရာဖို့ရတယ်နော်စောစောစင်းစင်းအင်ထောက်ကွေးရတယ်နော်စောစောစင်းစင်းအဲ့လိုအင်ထောက်ကွေးတာကဒုနဲ့ဒေပါနော်မြန်မာမြန်မာနိုင်ငံမှာနော်ခုနှစ်တပတ်မပြည့်ပဲနဲ့အင်ထောက်ကွေးတော့တဲ့အင်ထောက်တွေအများကြီးအဲ့ဒါကိုသူများနဲ့မတူအောင်ဆိုပြီးတော့ပြောတာကတော့နည်းနည်းအရေးရေးရှင်စရာလေးနည်းနည်းဖြစ်နေတယ်နော်ဆိုတော့နည်း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  over ဖြစ်တာနေပါပါနော်နည်းနည်း over ဖြစ်တာ မကတရားသူများမရတဲ့တရားတစ်ခုကိုရပြီးမှကျမဟာကျမအတွေးခေါ်နဲ့လူတွေကို ကုသိုလ်ပြုခြင်းလားဝေါဆောဆောဆီအင်ထောင်ပြပြီးတော့နော်တရားတစ်ခုရပြီးတော့မှသူကလူတွေကိုကုသိုလ်ပြုရှင်ရတဲ့ကုသိုလ်ပြုရှင်တဲ့ဒီပြောတဲ့ပစားကခုနပြောတော့တဲ့စကလုံးတွေနဲ့မတန်ဘူးဗျနော်ဒီတရားလို့ပြောတဲ့စကလုံးတွေနဲ့ ဒီကုတ္တူဆိုတဲ့စကလုံးတွေနဲ့စောစောကပြောတော့တဲ့စကလုံးတွေနဲ့တော့ဒီပကြားတပေါင်းတိကထွက်တာကတော့တိတ်ပြီးတော့တိတ်မယုံနိုင်စရာပဲနော်ဒါကတော့နည်း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 တော့နည်းနည်း over မဟုတ်အများကြီးတော့ over ဖြစ်တယ်ဗျာနော်ဆက်ကြည့်ရအောင်နော် မမတဲ့နာမမအောင်ဥပမာကလေးတွေပေါ့နော်အခု living together စနေမယ်ဆိုတဲ့ကလေးတွေချစ်သူတွေကျမတားခဲ့သူပေါ့ကျမတားလဲ step by step အခု living together နေနေပြီလေသူများတမီးနဲ့နော်သူများတားတမီးနဲ့နေနေပြီအဲ့တော့အဲ့လိုနေနေဒီပေါထင်းကဒီပဲပေါ့ဟမ်ဒီဖဲဒီဖဲဒီဖဲကဒီကျဆိုတာဘာလို့စကမုန်ရှိရလဲဒီပေါထင်းကဒီပဲတော့အမေတို့သားနေမယ်ဒီတဲ့အခိုက်တက်မှာ ကိုဝင်မလိုချင်သေးဘူးတယောက်နဲ့တယောက်ဆန်းစစ်နေတုံးပဲရှိသေးတယ်ဘာလို့လဲတယောက်နဲ့တယောက်မဆန်းစစ်ဘူးဆိုလို့ရှိရင်ဟာလာဟန်ကော့ပြီးမှယောက်ျားယူပြီးမှဒီယောက်ျားအကြောင်းကိုသွားလေ့လာတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာခလေးတွဲလောင်းတွဲလောင်းနဲ့တခုလက်ဖြစ်သွားမဲ့အတူတူဟာလာအခုကလေးကရင်တစ်ဖက်သားကိုလေ့လာပြီးတော့အချိန်ပေးပြီးတော့ ဟလာအချိန်ပေးတဲ့အခါမှာတချို့ကနေလိုက်တယ်တချို့ကမနေဘူးမနေရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့မနေပါနဲ့လို့ပြောလဲနေကြတဲ့ခစ်ဖြစ်သွားပြီเนาะအဲ့ဒါကိုအမလေးနေအောင်လို့နိုးစော်နေရလားမဟုတ်ပါဘူးကျမမပြောလဲအားလုံးကအပေါက်တွေပေါက်သွားပြီသားအကုန်လုံးတချို့တွေတော်တော်များများပေါ့เนาะတချို့များတချို့တော်တော်များများအားလုံးမပေါက်တာကတော့ပေါက်တာကတော့ပေါက်တာပဲလေအမမပြောလဲပေါက်မှာပဲလေဒါမှမဟုတ်အဲ့လို၆ပြောနေတော့ကပါလေအဲ့လောက်ထိထူလာမှာပေါ့ ဘသူကအမစကားနားထောင်ပြီးတော့အဲ့လောက်ထိလိုက်နာမယ်လို့မျိုးလို့ထင်နေတာလားမသိဘူးနော်ဟုတ်ပါဆိုလို့ဘူးနော်တချို့တော်တော်များများကကိုချစ်သူနဲ့ကိုမားသွားတာဖြစ်ဖြစ်သွားတဲ့အခိုက်အတန့်မှာ မလို့အပ်ပဲနဲ့ကိုဝင်ရသွားတာတို့တာဝန်မယူနိုင်တာတို့နော်အရွယ်မရောက်သေးလို့ဘာမှနားမလဲပဲနဲ့ကိုဝင်ရလာတဲ့ဒီဆိုးကျိုးတွေကမဖြစ်အောင်လို့ကျုပ်ကတားဆီးပေးတာပဲရှိတယ်နော်အဲ့တော့ကျမဗာပြောခြင်းလဲအခု နေပြီလို့ကဒင်ပေါ်မှာလှုပ်တက်ပြီးလိုတက်ပြီးဆိုတဲ့အရာကိုနားလည်ပြီးလှုပ်နေပြီးဆိုရင်လှုပ်နေတဲ့တတိုက်ကိုပြောတာနော်လုံးဝမလှုပ်ပဲနဲ့ပါကင်ဖြစ်တဲ့လူတွေလည်းသတိထားပါဒါတွေကိုလေ့လာထားပါနားထောင်ထားပါအင်းဘယ်လိုပြောမလဲဒီလူကိုယူမဲ့ယောက်ျားနဲ့အတူတူမနေဖြစ်ဘူးဆိုရင်တောင်တနေ့အနည်းဆုံးတော့သူနဲ့နိုင်နိုင်ချွတ်ချွတ်ခྱི་ထွက်တာမျိုးသွားတာမျိုးလာတာမျိုးကို နည်းနည်းပါပါပေါင်းကြီးမှအကြောင်းသိဆိုတဲ့စကားအလကားလာတာမဟုတ်ဘူးအဲ့လိုနေကြီးမှဒါလေဒီယောက်ျားကမိရဲ့ခင်ပွန်းဖြစ်လာမလားမိတကယ်ယူတင့်သလားဆိုတာပြီးမှဆုံးဖြတ်ပါနော်လွယ်လွယ်နဲ့ဂရင်ပေါ်ကိစ္စကချက်ချင်းသွားပြီးနေလိုက်လို့ရတယ်အဲ့လိုနေပြီးရင်ဒီအိမ်ထောင်ရင်းနဲ့ဒီဂရင်ပေါ်မှာအမြဲတမ်းဒီယောက်ျားပဲနဲ့ဖြစ်သွားဖို့ခိုင်မြဲဖို့ဆိုတာကပညာသားအယံပါသွားပြီနော် ဒီလိုဒီယောက်ျားနဲ့အိုအောင်မြင်အောင်ပေါင်းနိုင်ဖို့ရယ်မဖောက်ပြန်မဖောက်ပြန်ဖို့ရယ်ကွဲလဲမကွဲသွားအောင်ရယ်ကအယံပညာသားပါသွားပြီဒါကဒီအရှိမအများကြီးလိုအပ်တယ်တွဲနေတဲ့အခိုက်အိမ်ထောင်မကြခင်ရဲ့ဒီအခိုက်အတန့်ရဲ့သူ့ကိုလေ့လာဖို့သူလဲကိုယ်ကိုလေ့လာဖို့ကိုလဲသူ့ကိုလေ့လာဖို့နှစ်ယောက်အတူတူတကယ်ပဲပေါင်းဆက်နိုင်သလားဆိုမှယူကြတာမျိုးကဲဟုတ်ပြီဒါပေါင်းဆက်တာကနောက်မှ ဒါနောင်ခလာနောင်ခစေအခု လောလောဆယ်အတူတူနေကြတဲ့ကလေးတွေအတူတူနေပြီဆိုတဲ့ကလေးတွေကိုကျွန်မပြောတာနော်မနေဘူးတဲ့ကလေးကိုကျွန်မအတင်းအာရမနေခိုင်းတာမဟုတ်ဘူးနေတက်သွားပြီနေနေပြီဆိုတဲ့ကလေးတွေကိုကျွန်မပြောမယ်အစွက်ကဘယ်သူမှမစွက်ချင်ကြဘူးโอเคယောဂကုသမှာမကြောက်ဘူးနော်မကြောက်ဘူးဘာဖြစ်လို့တိတ်ချစ်နေကြတယ်အင်းအင်းအန်းနေလန်ကောက်ချစ်ငါလည်းနေကိုအရန်ချစ်တဲ့အခါမှာအစွက်ကိုမစွက်အားကြဘူးကိုလည်းဒီလိုပဲဟုတ်ပြီ ကိုကလည်းဖြတ်တန်းလာတဲ့လူမျိုးလို့ပြောနိုင်တယ်လေဟုတ်ပြီအဲ့ခါမှာဘာလုပ်ရမလဲကျမတို့အပြူရဲ့တအိမ်ကမပွင့်သေးတဲ့အတွက်အဲ့ခါမှာအောက်ပိုင်းကိုသွားပြီးတော့တီသွားထဲ့တယ်ဆိုလို့ရှိရင်ဘသူမှမခံနိုင်ဘူးထဲ့တာကိုမူလဲသွားမယ်သေတောင်သေသွားနိုင်တယ်ဒီတော့ကျမတို့ဘာထဲ့မလဲတောက်စေးထိုးစေးမထိုးပါနဲ့တင်တကယ်အိမ်ထောင်ကြပြီဒီလင်းနဲ့ဒီအခုအိမ်နေတဲ့ယောက်ျားလေးနဲ့မယူဖြစ်ဘူး နောက်ယောက်ျားနဲ့တကယ်နင်နဲ့တွေ့တဲ့ယောက်ျားနဲ့ယူလိုက်တဲ့အခါမှာခလေးမရရင်မြင့်ဒုက္ခရောက်မယ်။မိန်းမတွေကကိုကိုကိုချစ်ပါဒီအချိန်မှာမြင့်ပါလောက်ရမလဲ။တကယ်ပဲဒီယောက်ျားကိုလောလောဆယ်ချစ်နေတဲ့အခိုက်တန့်မှာကျမတို့မိန်းမတွေကရာခိုင်နှုန်းအပြည့်အချစ်ကိုပေးဆက်တယ်။နော်။ဒါမဲ့ကံကြမ္မာကဖန်တီးလာတာကမညားတာကနောက်တစ်ပိုင်းအခုလောလောဆယ်နေနေတဲ့အခါမှာကျမတို့အမျိုးသမီးတွေကိုပြင်ဆင်ဖို့တခုပြောပြမယ်လက်မောင်းမှာသွားပြီးတားစီထဲပါခလေးမရစေနဲ့ ူနဲ့အဲ့လိုနေနေတဲ့အခိုက်အတန့်မှာသူ့ကိုလေ့လာပါကက်စီနဲသလားကြည့်ပါကက်စီနဲတဲ့ယောက်ျားဆိုရင်စင်းကိုမစင်းစားနဲ့အောက်ပေါက်ပေါက်ရင်ပေါက်သွားပါစေအပြုံမစစ်ချင်လဲဘာမှမဖြစ်ဘူးအခုခက်ကအပြုံမစစ်လဲစောက်ခူးဆိုင်ဆရာမလို့ဘူးအရေးချင်းသားလေအဓိကဖြစ်ဝေါဒါဒါလိုင်းမောက်နော်ဝင်းကလေးတွေကိုကျွန်တော်ထင်နေပြလိုင်းမောက်ကိုတွန်းပို့နေတဲ့အနေအထားမျိုးဖြစ်နေနော်စကောင်းတွေကချမ်းလေချမ်းတယ်ပြီးတော့ ဒါတချို့မသိနားမနေတဲ့ကလေးတွေဆိုရင်เนาะဒီအတွဲခေါ်တွေနည်းနည်းအဲအလှမ်းမမီတဲ့မိန်ကလေးတွေဆိုရင်တော့နားရောက်ပြီးတော့เนาะဒါဒီဖက်ကိုရောက်ရင်ရောက်တော့နေတယ်ဗျာเนาะအတွဲသမီးတို့ညီမလေးတို့အပြိုကြီးတို့ အပျော်မစစ်တာကိုလိတ်မှုပြီးမှဒီယောက်ျားကိုအောင်းအီးပြီးယူသွားမယ်ဆိုတာမျိုးကိုလုံးဝမလုပ်နဲ့နော်အကျက်ဇာရိတ်တကြတော့အတူတူ living together နေနေတဲ့အခါမှာတေချာလေးဂယူဆိုင်လေ့လာပါလေလာရင်နဲ့သူကစီနေတယ်လို့ပေါ်ပေါက်လာပြီဆိုတာနဲ့အမြန်ဆုံး get out လို့ပလိုက်နော် get out လောကဒါနာဒေါသထွက်နေတာလားမသိဘူးနော် သူကအတိတ်ကသူ့ရဲ့ဘောအကြောင်းတွေကိုတွေးပြီးတော့မှဒီ Facebook မှာလာပြီးတော့မှအဲ့လိုဒေါသထွက်ပြနေတာလားဘာလဲမသိပါဘူးเนาะဒါတမယောကြတမယောကြအနေထားတခုနဲ့ဒီ Facebook ကိုဖွင့်ပြီးတော့အဲ့လိုပြောနေတာတော့မဟုတ်တော့ဘူးเนาะသူအတွင်းကသူ့ရဲ့ခံစားချက်တွေကတွန်းအပ်ပြီးတော့မှအဲ့လိုအဖိုင်တွေထွက်လာတာဗျာဒါပုံမှန်အတိုင်းတော့မဟုတ်ဘူးเนาะ Get out ကစီနေပြီဆိုတာနဲ့လုံးဝအယောက်ကြောင်မယူနဲ့အယောက်ကြောင်ယူမိရင်နေငရဲအိုးထဲကိုအရှင်လတ်လတ်အစီကြော်ခံရတကယ်တော့မိရင်ထဲကနေတမိမိတမိမိတမိမိနဲ့တဖြည်းဖြည်းနဲ့မိအိုရုပ်တန်းပြီးတော့မှဘသူမှယူမဲ့မိမဆုပ်ဖြစ်သွားမယ်โอเคเนาะအဲ့တော့ဟိုဘောဟိုရေရှင်နာနာတာရှင်ယောဂါရသွားမယ် နာတာမျိုးရတာထက်စာရင်အခုလောလောဆယ်တစ်ခါနှစ်ခါသုံးလေးငါးခါတစ်နှစ်လောက်သူ့ကိုပေးအိပ်ပြီးတော့မှအเจ้าတိသွားတာကတန်တယ်နော်ချိန်မိတ်ပြီးတော့မှကိုဒါတော့ကျွန်တော်တော်တော်များတော့ကြီးပြနော်တော်တော်ကြီးအဲ့ဒါတကယ်တကယ်တချို့မိန်းကလေးတွေတကယ်နားထောင်မရင်တော့တကယ်အာလိုင်းမောက်ကိုတကယ်ရောက်စင်နိုင်ပါတယ်နော်ဒါရောက်ချတဲ့ကအဲ့လောက်မဟုတ်ပါဘူးသူကသူအထွေးလွန်ယောဂါဖြစ်နေတာပါနော်အထွေးလွန်သွားတာပါ နေလိုက်တဲ့ယောက်ျားနဲ့ तू စောက်ကျင်မကောင်းတာကော तू စောက်ကျင်ရုပ်တာကော तू ကတ်စင်းနေတာတွေကောကိုတီးခံပြီးမယူလိုက်နဲ့နောက်ဆုံးတော့မင်းကွဲမှာပဲမင်းအခုတီးခံပြီးတော့မှကွဲတာကကွဲတာကတော့ तू ကံပါတော့မယ်လေနော်ဒါတော့ဒါတော့တချို့ကြတော့လေ အာဆေစုနှစ်တစုလောက်တွေးလာပြီးမှเนาะအင်ထောင်တက်တန်းတစ်နှစ်မပြေဘူးနှစ်နှစ်မပြေဘူးကျွေးတော့ရတယ်ရှိနော်ဒါသူ့เจ้าကိုเจ้าကိုဒီမာကြီးပြောတယ်လို့ပဲအဲ့တော့ခကြီးတွေထွက်ပါထွက်ညာထွက်အဲ့လိုအဲ့လိုလီးပင်းတူကဲတာလာပါလားအဲ့လိုနေတာလဲတော်တော်ကြီးတော်တော်ကြီးနေပြီးပြီဒါမှမဟုတ်အင်ထောင်ပြူးပြီးမှเนาะတစ်နှစ်မပြေဘဲနဲ့အဲ့လိုကျွေးတာလည်းရှိတယ်เนาะအဲ့လိုအဲ့လိုဟာအဲ့လိုနေပြီးမှအဲ့လိုလေးလိုက်ပြီးမှသာအင်ထောင်ရဲ့မြင်းမယ်ဆိုရင်တော့အဲ့ဒါ တနေ့ကလုံးအဲ့လိုလေးပြီးနေသူကသားနေမှရမယ်အနေထား oh my god it's very horrible ဒါဒါတကယ်ထိုင်လိုက်စရာကောက်ပါနော်ကလေးကိုတယောက်တော့ထွက်လာပြီဆိုတာနဲ့နင့်အတွက်ကငရဲပြီးမိုးချိုးပြစ်သွားပြီနော်ဒီကလေးကိုမင်းဘယ်လိုထိန်းမလဲနောက်လင်ယူတဲ့အခါမှာနောက်လင်ကလေဒီကလေးကိုဘသူမှစိတ် အတန်နဲ့ဘယ်သူမှလက်မခံနိုင်ဘူးကွာနော်တော်တော်များများဥပမာကိုနားထောင်ဘူးမှာပါနော်အမရပါတမီပါတာလာကိုဒီယောက်ျားကတမီကိုက fight right တဲ့ရာဇဝင်မျိုးရှိတယ်။ကောင်းတဲ့ယောက်ျားလည်းရှိတယ်မကောင်းတဲ့ယောက်ျားလည်းရှိပါတယ်။ကောင်းတဲ့ယောက်ျားတွေကအများကြီးပါ ဒီလိုမျိုးမကောင်းဘူးဆိုတဲ့ယောက်ျားကသူပီဇသူပါနေတာဥပမာပေါ့နော်ဒီလောက်ခစ်ပြက်ပြီးကတ်ဆိုင်ပြီးတော့မှအစားအသောက်တလုတ်တောင်ရှာရခက်နေတဲ့အခုလိုခစ်ဆိုင်ခစ်ကြီးမှာလီးပြမပြက်ဘူးတော့တိလာလိုချင်တာလိုချင်တာလိုမယ်လိုမယ်နေ့ကိုစုပ်ပေးမယ်မုတ်ပေးမယ်ဒီအများကြီးလာပြောတယ်နော်ကျမတို့ရဲ့ဒီ page ပေါ်တက်လာတဲ့လူတွေအချင်းချင်းဖလဲကြည့်လိုက်တဲ့အခါမှာ အဲ့ဒါကဗျာနော်အဲ့ဒါကအဲ့ဒါအဲ့လိုပြောတဲ့ကောင်လေးကြတော့ဒီမိမတရားဘာစကားလိုက်ပေါ်မှာတက်ပြီးတော့ဘာစကားတွေပြောနေတော့ဘလို့အရှိုးတွေရှိုးနေတော့ဘလို့ဝိုက်စားဆင်ရင်မုန်းတွေလောင်းနေတော့ဆိုတဲ့အပေါ်မှာမူတည်ရနော်ယောဂီဝိုက်ဆုံးလေးနဲ့တရားထိုင်ပြီးတော့အဲ့လိုပုံတွေတင်နေတဲ့အာ Facebook ရဲ့ Messenger တွေမှာတော်ပြီးတော့မှဘသူမှတော်ပြီးတော့အဲ့လိုတော်မှပြောဖို့နော်ယောက်ျားတွေကဘေကောင်မှအဲ့လိုယောဂီဝိုက်ဆုံးဝိုက်ထားတဲ့ကောင်မလေးကိုနေပြီးတော့မှုတ်ရှင်တယ်ဆုတ်ရှင်တယ်တော်မှပြောဖို့နော် အဲ့လိုအဖုံဘောတဘောဝိုက်ပြီးတော့မှအဲ့လိုဖလိုင်းဖလိုင်းထားလိုက်တဲ့အာ Facebook ကအဲ့လို Messenger တွေကိုတွဲပြီးတော့မှပြောရင်ပြောမယ်ထင်ပါတယ်နော်အဲ့လိုအဲ့လိုတော့ယောဂီဝတ်ဆုံနဲ့နေတဲ့ကောင်မလေးတွေရဲ့ Messenger ကိုတော့တွဲပြီးတော့အဲ့လိုတော့မှပြောလောက်ဘူးလို့ထင်ပါတယ်နော်နောက်အဲ့လိုရောက်ကြတဲ့ရှိတာဟာမရှိတာပါဘူးနော်ဒါဒါကကိုဖိတ်ခေါ်တာလေကိုကဖလိုင်းဖလိုင်းလောက်ပြတယ်အတူပြတယ်ဝိုင်းပြတယ်စကလုံးတွေကအဲ့လို လူတွေနားမခံသားအောင်အဲ့တော့ရုတ်တရက်နိုင်တိုင်းနဲ့ပြောတယ်ရဲရဲဆိုင်ဆိုင်နဲ့ပြောတယ်ဆိုတော့အဲ့မိမမျိုးကတော့တေချာတယ်ကိုစေကိုဟိုကိုစေကိုရခင်တို့ကတော့အဲ့လိုပြောခင်ရမှာပဲเนาะအဲ့ဒါအဲ့ဒါလည်းတစ်ချက်ရှိတယ်เนาะလူတိုင်းကအဲ့လိုရှောက်ပြောနေတာမဟုတ်လူတိုင်းကလည်းလူအဲ့လိုရှောက်ပြောနေတာမဟုတ်ဘူးသူတို့ကလည်းအနေထကြီးပြီးမှပြောတာပဲရှိရဲ့เนาะကြည့်တယ်နော်အရန်အအိုးဖို့ကောင်းတယ်ယောက်ျားကောင်းသူတို့ရေကျမတော်သက်သာဒီကနေပြီးတော့လက်အုပ်ချီပြီးတော့အားလုံးကို အမကြီးကအဲ့လိုပြောရင်မအဲ့လိုပြောနေတော့အဲအမအမစီကိုလာပါပဲလေအဲ့လိုကောင်မျိုးတွေပဲလာမှာမက်ဆေ့ချာကနော်မပူနေဒီနောက်လည်းထိုင်လာအောင်ပါနော်ကဖျားစာရွေးပြီးတော့ယောဂီဝိုင်းဆိုရင်လည်းပြောပြီးတော့နောက် page တစ်ခုဖွင့်လိုက်ပါနောက် facebook တစ်ခုဖွင့်လိုက်ပါအဲ့ဒီ page မှာနေပြီးတော့ဖျားစာတွေရွတ်တရားထိုင်တဲ့ပုံတွေတင်းအဲ့လိုဆိုရင်တော့အဲလာမှာမဟုတ်ဘူးဟိုမျိုးကနော်ကောရဲကောရဲနော် ကျွန်မတောင်းပန်တယ်ရှင်တို့ကိုကျွန်မမပြောဘူးနော်ဝင်းစဂွင်းပိတ်ဒီလိုယောက်ျားလေးတွေရှိတယ်ဆိုတာကိုရှင်တို့လည်းတိထားတဲ့နယ်ကိုသမီးကိုနမကိုမိန်းမရဲ့ဖုန်းထဲကိုအဲ့လိုမျိုးတွေဝင်လာတတ်တယ်နော်အဲ့ဒါလေးကိုတတိထား view site ပေးပါဒီလိုလေးတွေဝင်လာရင်နဲ့မြူဆွေရင်နဲ့ပါသွားတဲ့နလပိန်တုံးမိန်းမတွေရှိတယ်နာဘူးမပေါ့နော်အဲ့လိုနဲ့မြူဆွဲပြီးပါသွားတဲ့မိန်းမတွေရှိတယ်เนาะအဲ့ကနေလာပြီး free ball မြူဆွဲပြီးပတ်စံချူတာ အဲ့လိုလူတတိုက်ရှိတယ်ဆိုတာကောင်းမွန်တဲ့ယောက်ျားလေးတတိုက်ကိုကျမပြောပြချင်ပါတယ်နော်အဲ့ဒါကြောင့်မှတ်မိပြီနော်ခလေးတို့သမီးတို့ညီမလေးတို့အပြိုကြီးတို့သူနဲ့မားလိုက်လို့သူ့ကိုယူရမယ်လို့မတတ်မှတ်ထားနဲ့နော် ရေရှည်မျက်နှောက်ပိုင်းကြရင်လဲနာမည်ပြက်ပြီးမှတခုလှဖြစ်မဲ့အတူတူတော့အခုတခါတည်း꽌လိုက်တာကဘသူမှမသိဘူးခလေးလည်းမရှိဘူးတခုလှဆိုတော့ဘွက်လည်းမရဘူးနောက်လင်ယူရတာလဲအဆင်ပြေတယ်မိခလေးတွဲလောင်းတွဲလောင်းနဲ့နောက်လင်ယူဖို့ဆိုတာအဆင်မပြေဘူး ဘသူမှနင့်ကိုရခိုင်တော့အပြည့်လက်မခံဘူးရတော့ခဏသုံးမယ်6လပြည့်နင့်ကိုပြန်ကန်ပါအဲ့တော့အဲ့လိုအဆိုးကျိုးတွေမဖြစ်အောင်လို့အခုကတည်းကအစကတည်းကစနေတဲ့အခါမှာကတည်းကရေဘယူဆိုင်ပါအပြိုမစစ်လိုက်တာဘာမှမဖြစ်ဘူးဒီမှာသွားထည့်လိုက်ပါနော်ဒီမှာသွားထည့်လိုက်ဒီမှာသွားထည့်လိုက်တာက ဘယ်အပြိုဖြစ်ဖြစ်လက်ခံလို့ရတဲ့အနေထားမှာဖြစ်တယ်။ तू ဘာမှခေါင်းမမူဘူး။သွေးကလေးပဲနက်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 စစ်စစ်ကြတာ။အဲ့ခါကျရင်ကျမအောင်မေးဘလို့ကုရမလဲဆိုတာကျမပြောပြမယ်။သင်ပေးမယ်။ Okay ။ဆေးရောက်မယ်ပေါ့။ Now တစုအပြိုစစ်စစ်တစုတွေကိုကျမပြန်ပြောမယ်။အပြိုစစ်စစ်က तू ဟိုမိဘအုတ်ထင်းမှုအောက်မှာနေတဲ့ဟိုအထင်းကပို့ပြီးတော့စီးကျက်တဲ့သမီးလေးတွေရှိပါတယ်။ဒါတွေလည်းရှိတယ်။သူတို့လည်းပဲ living together မနေလိုက်ဖြစ်ဘူးဆိုပေမဲ့သမီးတို့ရေ ကိုယူမဲ့ယောက်ျားကိုအတွင်းကြကြပေါင်းကြည့်ပါပြောကြည့်ပါတွားကြည့်ပါလာကြည့်ပါမင်းကိုမရခင်တော့သူကစီမနေဘူးနော်စိတ်ချအမျိုးမျိုးသုံးပြပါလိမ့်မယ်နော်အဲ့တော့အချိန်တစ်ခုပေးပြီးတော့မှသူ့ကိုကြည့်ပါလို့ပြောတာသူ့ကိုတေချာလေ့လာပါသူ့ကိုတေချာကြည့်ပါအဲ့ဒါအရန်အရေးကြီးတယ်ဘဝတစ်ခုလုံးမမအောင်လို့နော်ခလေးတယောက်နဲ့ယောက်မွေးပြီးမှကွဲရတာမျိုး ကလေးတယောက်နှစ်ယောက်မွေးပြီးမှသူ့အကြောင်းကိုစုံလင်တိပြီးနောင်တရသွားတာမျိုးတစ်အချက်နင်းအိုသွားပြီနစ်အချက်နင်းအပြက်စရင်ဝင်သွားပြီသုံးအချက်နင်းမုတ်ဆိုးမှဩ sorry တခုလက်မှတ်ဖြစ်သွားပြီလေးအချက်နင်းကလေးတွေပါတာတဲ့အတွက်ကြောင့်မင်းနောက်လင်ယူဖို့အဆင်မပြေတော့ဘူးအဲ့ဒါတွေကနင်းအတွက်အခက်ခဲဖြစ်တယ်ဒီအခက်ခဲကိုတားဆီးလို့ရတယ်ကြတဲ့ကတော့သူကတရားရပြီးတော့မှလူတွေကကုသိုလ်ပြုချင်လို့ဒီလိုစကားမျိုးတွေကိုပြောနေတာလို့ပြောပါတယ်ဗျာနော်ဆိုတော့ သူအချမ်းဒီမိမသားထူးကြီးကိုသူကဒီ message ပေးနေတာကတော့အဲကြားတဲ့အတိုင်းပဲเนาะဆိုတော့တချို့ message တွေကတော့အာနည်းနည်းကျွန်တော်တို့ရဲ့ဒီဗုဒ္ဓဘာသာနိုင်ငံရဲ့တလိထုံးစံနေနဲ့အရင်ဆက်ကြည့်ဖက်နေပါတယ်ဗျာเนาะဒါတွေကအာမပေးသိမ့်ဘူးလို့ထင်ပါတယ်တချို့ဟာလည်းเนาะဒါလူတိုင်းတချို့ဟာတွေကဒီ ဘဝဖြစ်တဲ့ဟာရတာမတာဆစ်တွေတောင်းမပါညာဒါတွေကတော့မိကလေးတိုင်းသိပါတယ်နော်စင်္ဃာနှစ်ဆစ်လက်နှစ်ဆိုတော့ကလေးကသိတယ်အဒီမှာကြီးပြောမှာမဟုတ်ဘူးဒါပေမဲ့တော့ဒီထိမှာညာရိုက်ဆိုင်တဲ့စကားတွေတချို့အပါတယ်ဗျနော်ပါတယ်ဆိုတော့ဒါတွေကတော့ပညာပေးတာနဲ့မတူဘူးနော်ပညာပေးတာနဲ့မတူဘူးဒါတွေကပြီးရင်ဒီ message က message တွေအာ message ပို့တယ်ဆိုတာကလည်းခုနကကျွန်တော်ပြောသလိုမျိုးနော်ဒါရောက်ပြန်ဟိုက်တာပါ ကိုကဒီလိုအယောက်ပြလိုက်ရင်ဟိုကအယောက်လာတဲ့ပုံစံမျိုးလေးပါနော်ဆိုတော့ပြီးရင်နောက်တစ်ခုကလေးလာလေးလာရမယ်နော်သူနဲ့အဲ့ပြီးမှအဲ့လိုကြာကြီးအဲ့လိုအဲ့ပြီးမှလေးလာရမယ်နောက်ယောက်ျားတယောက်ကိုလေးလာပြီးမှအဲ့လိုယူရမယ်ဆိုတဲ့အနေအထားမျိုးဆိုတော့လေးလာတာမှန်ပါတယ်လေးလာတာကတော့ထောက်ခိုင်းတယ်နော်ဒါလေးလာတာကိုက်စီနေစိတ်တက်ကောမကောပါညာတာရကပေါ့ဒါဒါလေးလာတာကိုထောက်ခိုင်းတယ်ဒါမှလို့အဲ့လိုဘောအပြက်ခံပြီးမှလေးလာတာကတော့အာလေးလာ လဲလာတာကတော့နည်းနည်းမလိုအပ်ဘူးလို့ထင်ပါတယ်ဗျလိုတော့လိုအပ်တယ်ဗျဒါမှမဟုတ်အလောက်ထိအဲဒီဒီအထက်မှာဟဲ့လိုက်ပူဇံပြောစကားအာထိပ်ပြီးတော့ပြောစရာမလိုပါဘူးဒါတွေကနော်လဲလာတာတော့ကောင်းပါတယ်ဒါမှမဟုတ်တချို့အဲ့လိုမအိပ်ပညာလဲအာဂိုစီလေးကင်ချင်းမဲ့ဘလောက်ကြည့်လဲငါပစ္စည်းနဲ့တိုင်မလားအဲ့တော့အဲ့လိုလောက်လေးရတာနော်အဲ့ဒါအိတ်ဆရာကမလို့ဘူးကျွန်တော်ပြောပြတာဥပမာပြောပြတာသူပြောပြလို့ပြောပြတာနော်ဆိုတော့ ဒီအထက်မှာတော့ကျွန်တော်ထင်နေပြတချို့ဟာတွေကတော့အဲ့ပါဒါတွေကတော့မှန်တယ်ဆိုတာလူတွေသိတယ်တချို့ဟာတွေเนาะဒါဒါဒါတချို့ဟာတွေကြတော့လဲတကယ်အစွမ်းရောက်တဲ့ပုံစံမျိုးလေးတွေအဲကိုယ့်ရဲ့ကိုလို့ရဲ့ဒီဟိုပါဘောဒီတလေထုံးစံနေနဲ့အဲအဲရှင်ကြည့်လိုက်ရင်တော့တကယ်အစွမ်းရောက်တဲ့အနေထားမျိုးတွေတွေ့တယ်ဗျာเนาะဆိုတော့ဒီ video file ကအားလုံးကိုရှုံပြီးတော့ပြောရရင်တော့ဗျာเนาะဒီအတွေးလွန်ယောဂအခန်းစားနေရပြီးတော့ဒီကြောက်ကြတဲ့ အဲကိုခံစားဖူးရဟာနဲ့တွေ့ပြီးတော့မှကြောက်ကြတဲ့ရှောက်ပြောနေတယ်တော့ပဲအဲကျွန်တော်သုံးသပ်မိပါတယ်နော်ဆိုတော့ဒီဗီဒီယိုဖိုင်ကတော့အာကျွန်တော်သုံးသပ်ချက်ကတော့ဒီလောက်ပါပဲကဲဒီဗီဒီယိုဖိုင်ကိုကြည့်မိတဲ့မိတ်ဆွေတို့အာဘရိုတို့ဘော်ဒါတို့နော်အာဒီမမတို့လည်းဝေဖန်ပေးခဲ့ကြပါအောင်နော်โอเคအာ see you next video bye bye